ထိုင်းဝန်ကြီးချုပ်ပေတုံနဲ့ရှင်နာဝက်ကတော့ဂျောင်ပိတ်မိနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဝန်ကြီးချုပ်ဖြစ်လာပြီးတနည်းမပြည့်မီမှာပဲပေတုံတန်ရှင်နာဝက်ဟာဂျောင်ပိတ်မိနေပါတယ်။စုတ်တက်လှောက်ရှားကစားဖို့အချိန်နှင်းငယ်သာရှိပါတော့တယ်။ထိုင်းနိုင်ငံရဲ့သမိုင်းမှာဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်နဲ့အသက်ငယ်ဆုံးဝန်ကြီးချုပ်ပေတုံတန်ဟာအင်အားကြီးနေနေတဲ့စီးပွားရေးနဲ့ရုန်းကန်ရတာဟာလအတန်ကြာပြီဖြစ်ပြီးတိုင်းပြည်စီးပွားရေးအင်အားကြီးနေလို့ သူမရဲ့ဖြူထိုင်းပတ်ဒီအဓိကစီးပွားရေးစီစဉ်နေတော့ရက်ဆိုင်နေရပါတယ်။သူမဟာကင်တော်ရခတ်တဲ့ညောပေါင်းဖွဲ့ကိုလည်းကင်တွယ်နေရပါတယ်။ညောပေါင်းဖွဲ့ဆိုတဲ့အတိုင်းဥထောင်ပင်နေလို့ဖြစ်နေတဲ့အနေအထားပါ။ဒါပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့နိုင်ငံခြားနယ်နိမိတ်ညင်းပွားမှုမှာတော့တော်တော်လေးစကားများပြီးနောက်ကမ္ဘောဒီးယားအဓိပတိဟွန်ဆန်နဲ့သူမရဲ့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုပေါက်ကြားခြင်းအားလည်းသူမရဲ့ယာတုတက်တန်ဆယ်လမှာနောက်ဆုံးထိုးနှက်ချက်ဖြစ်သွားနိုင်ပါတယ်။ ပေတုံတန်ဟာခုခုခံကောက်ွယ်လို့မရတော့ဘူးလို့ဘန်ကောက်မှာရှိတဲ့ချူလန်လောင်ကိုတက္ကသိုလ်နိုင်ငံရေးသိပ္ပံပညာရှင်တွေကပြောပါရယ်။ပေါက်ကြားသွားတဲ့ဇကားတွေကသူ့ယာဒူးကိုအကြီးအကျယ်ဒုက္ခဖြစ်စေပြီးတော့တိုင်းပြည်ကိုလည်းနှက်ဆိုင်စွာ ထိခိုက်စေပါရယ်။သူမဆက်လက်ရှိနေဖို့လမ်းမရှိတော့ဘူးလို့ဆိုပါရယ်။သူမကအင်္ဂယ်လို့ခေါ်တဲ့ဟော်ဆန်နဲ့ဇော်စဝိုင်းတွေက ဖုန်းနဲ့ဆက်စင်ပေတုံတန်ဟာဟော်ဆန်ကိုအလွန်အောက်ကျခံပြီးထိုင်းစစ်တပ်ဝိုင်းတမှုဒုတိယဗိုလ်ချုပ်ကြီးတူကိုပါဝေဖန်ပါရယ်။ ဒီကိစ္စဟာသူ့ဝေဖန်သူတွေနဲ့မဟာမိတ်တွေကလုံးဝလက်မခံနိုင်တဲ့စေးရွက်ဖြစ်ပါလေထိုင်းစင်တက်ကတော့ဘာမှတုံ့ပြန်ခြင်းတော့မရှိပါဘူးအရင်ကမကြုံဘူးတဲ့ဆန့်ကျင်မှုတွေခံရပြီးနောက်ဝင်ကြီးချုပ်မလုပ်မီကအစိုးရယာတို့မယူဘူးတဲ့နိုင်ငံရေးလောကလူသစ်ပြည်တုံနဲ့ဟာပြည်သူကိုတောင်းပန်ခဲ့ရပြီးဟော်ဆန်နဲ့ပြောဆိုတဲ့စကားတွေကိုအတန်ဖန်ထားမယ်လို့သူမှမထင်ကြောင်းပြောပါလေဒါဟာကျမရဲ့ပုဂ္ဂလိကဖုန်းကားတွေခေါ်တဲ့ပုဂ္ဂိုလ်ရေးဖုန်းခေါ်ဆိုမှုပါခေါ်ဆန်ကိုလည်း ော်တော်စိတ်ဆိုးခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့ဒီလိုတောင်းပန်ခြင်းဟာအောက်လွတ်တော်မှာတတိယအင်အားကြီးဆုံးကွန်ဆာဗေးတစ်ဘုံကြားထိုင်းပါတီကခေါ်ဆန်ပြည်စုံ ထုတ်ပြန်လိုက်တဲ့ဖုန်းခေါ်ဆိုမှုကိုကာပြီးပေါ်ကူးနဲ့နောက်ဘက်မှာညပေါင်းဖွဲ့ကနှုတ်ခတ်ပါတယ်။ဘူလာအစဒီဖုန်းခေါ်ဆိုမှုတစ်စိတ်တစ်ပိုင်းသာပေါက်ကြားပြီးနောက်ခေါ်ဆန်က ပြည်စုံထုတ်ပြန်ခြင်းမှာအခုကဖြူထိုင်းပါတီဟာထိုင်းနိုင်ငံရဲ့495နေရာရှိသောပါလီမန်မှာ ပုတ်ကာတီကာနဲ့နေရာအများစုမှာသာအနေထားရှိပြီးတော့ တခြားညွပောင်းဖွဲ့ဝင်တွေကထွက်သွားရင်အစိုးရဖွဲ့ကပြုတ်ကျသွားနိုင်ပါတယ်။ဒီညွပောင်းဖွဲ့ဝင်အချို့ဟာသူတို့ရဲ့သဘောထားအသီးသီးကိုဆုံးဖြတ်ဖို့တီးကြအစည်းအဝေးလုပ်ခဲ့ပါတယ်။ထိုင်းတီကတိုက်ခတ်ပါတီဖြစ်တဲ့ပြည်သူ့ပါတီကတော့ပြည်သူ့နံပေါ်အများပြည်သူထောက်ခံမှုမရှိတော့ကြောင်းမိမောင်းထုတ်ပြပြီး ပါတီမယ်ကိုဖျက်သိမ်းဖို့အစိုးရကိုတောင်းဆိုပါတယ်။အဲဒီကမှရွေးကောက်ပွဲအသစ်ဖြစ်လာမှာပါ။ပြည်သူ့နဲ့ဟာဖြစ်ခဲ့တာအားလုံးအတွက်တာဝန်ခံဖို့လိုတယ်လို့နိုင်ငံရေးလေးလာသူတွေကပြောပါတယ်။ ူကစစ်တပ်ကိုမယုံဘဲနေနိုင်တယ်ဒါပေမဲ့ပြည်ပကောင်းဆောင်တယောက်ကိုတော့ဒီကိစ္စမပြောသင့်ဘူးဒါဟာပေတုံတဲ့အမှားပဲလို့ထောက်ပြပါလိမ့်နောက်ပြီးတော့ပေတုံတဲ့ဟာရှူလာလောင်ကုန်းတက္ကသိုလ်နဲ့ပြည်ထောင်နိုင်ငံစာရေးတက္ကသိုလ်မှာပညာသင်ကြားခဲ့သူလည်းဖြစ်ပါတယ်ဝန်ကြီးချုပ်မဖြစ်မီကရှင်လောင်ဝဲမိသားစုစီးပွားရေးမှာအဓိကဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်အဲဒီနောက်ထိုင်းနိုင်ငံရေကမောက်ကမတွေကိုသူမဘွားမှာတော်တော်များများကြုံတွေ့ခဲ့ရပါတယ် ူမဖခင်တက်စင်နိုင်ငံရေးလောကအဝေးချိန်မှာသူမအသက်ရှင်နေတာရှိပါသေးတယ်ဖခင်ဟာအလင်းရအောင်ရလာပြီးမဲ့ပြတ်တဲ့2000တက်မှာဝင်ကြီးချုပ်ဖြစ်လာပေမဲ့နောက်9နှစ်ကြာအာနာသိမ့်ခင်ရတယ်2017မှာသူ့တော်တက်စင်ရဲ့ညမရင်လက်ကဝင်ကြီးချုပ်ဖြစ်လာပေမဲ့အာနာသိမ့်ခင်ရတယ်သူမိသားစုရဲ့နိုင်ငံရေးကံကြမ္မာကတော့အာနာသိမ့်ခံတဲ့ကံကြမ္မာပါ။ဒါကြောင့်ခုကပေတုံနိုင်ငံကလည်းအာနာသိမ့်မှုခံရနိုင်တယ်ဆိုပြီးသတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။